ကဗျာဆရာကေဇာဝင်ရဲ့ခေါင်းခေါများအကြောင်းကဗျာရုပ်ရှင်အမှုပညာရှင်မြနှင်းခင်လွင်ကပြုစုပေးမယ့်အစီအစဉ်ပဲဖြစ်ပါတယ်။ကဗျာရုပ်စုပေးဖို့အတွက်မမများကိုလေးစားစွာနဲ့ဖိတ်ခေါ်ချင်ပါတယ်ရှင်။အလုံးပဲမင်္ဂလာပါ။ဟုတ်ကြားရလားမသိဘူးအစမ်း။ဟုတ်ကဲ့ကြားပါရမှာဟုတ်။ကဲမင်္ဂလာပါအားလုံးပဲအခုလိုမျိုးပေါ့နော်ဒီ တော်လည်းမျိုးရုံးကြံသူဆိုရက်ဒီပွဲမှာပါဝင်ခွင့်ရတဲ့အတွက်အရန်ကိုဝမ်းသာကုန်မူပါတယ်အမေစုရဲ့အချိန်မှလည်းဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်အရန်ကိုဝမ်းသာပါတယ်အမေကိုလည်းဒီကနေစုတောင်းပေးချင်ပါတယ်အမေစုကျမ်းပါပါစေပေါ့နော်ဒီနာနဲ့ဒီနေ့ရပ်ဖတ်မဲ့ကြာတော့ဆရာတီစာဝင်တဲ့ကြာပေါ့နော်ဟုတ်ဒီဟာကောင်းခွန်များအကြောင်းတော်လန်ကြီးကလေးရည်မြေအဟာရညီမပွင့်နေပါမယ် တော်လန်ရေးမပွင့်ခင်လမ်းမပေါ်ပွင့်ထွက်သွားတဲ့ခေါင်းခွန်ကစကားတစ်ခွန်ပြောသွားသေးလားမိစ္ဆာတွေနဲ့တွေ့တဲ့ချင်းဆိုင်နေရချိန်မှာသဘောထားကြညာချက်တွေဟာအရေးပါလေလားဓာရဲ့တရားဆိုတာဝင့်ယုံနဲ့မရရှေ့တိုးပြီးခုံမှရအောင်တော်လန်ကြီးပဲတွင်းနေုံနဲ့မရသူ့အတိုင်ရှင်းတက်လာမှရမတွေ့ဝေနဲ့တော့တော်လန်ကြီးရဲ့စနက်တံ ခမည်းမဟုတ်ကျွန်တော်ပဲသိကြအောင်ဟုတ်ရုပ်ဖတ်သူကတော့များနှင်းပါဟုတ်ကျေးဇူးတင်ပါတယ်โอเคကျေးဇူးများကြီးတင်ပါတယ်ပါ